ဟယ်လိုဟယ်လိုအားလုံးမင်္ဂလာပါအားလုံးမတရားတဲ့နေ့လေးတနေ့ကိုပိုင်ဆိုင်ရပါစေလို့မမင်ကနှုတ်ခွန်းဆက်တာလိုက်ပါရယ်နော်မင်းဒီနေ့မိတ်ဆက်ပေးမှာကတော့မင်းကဗပုလေးတွေနဲ့မိတ်ဆက်ပေးမယ်ဗပုဆိုပေမဲ့သူကတိရွတ်ဗပုလေးတွေပေါ့နော်ဒါကတော့သူရဲ့ဒါ တော်တော်များများအကြိုက်များခဲ့တဲ့ဒီဇိုင်းလေးတွေပေါ့နော်ဒါတိရွက်ပပူလေးတွေပါတိရွက်ပပူလေးတွေနဲ့မိတ်ဆက်ပေးမယ်သူကတော့အခုလောလောဆယ်မမကဒီပပူလေးတွေရဲ့ကြောက်သားတဲ့အနေထားလေးသိရအောင်လို့မီးလေးမှာထောင်ပြထားတာပဲဖြစ်ပါတယ်เนาะအကြောက်သားတဲ့လေးတွေကအတင်းတင်းရှိရဲ့ပြီးရခါကြလို့ရှင်ကာလာပေါ့နော်ကာလာလေးလည်းညီရဲ့နောက်မမကဒီပပူလေးတွေကကြတော့ပေါလစ်တင်ထားပြီးသားပါဟောပေါလစ်ဆိုအယောင်လိုက်ထားတာပေါ့နော်ဂျူချားလေးမှမကျန်အယောင်တင်ထားပြီးသားပါအဲဒီရလေးတွေကကြတော့သူကဈေးလေး းတွေတော့အသင့်တင့်ပေါ့နော်ဟိုဈေးပေါ်ပေါ်လေးတော့မဟုတ်ဘူးပေါ့ဒါလေးတွေကြတော့ဟိုတိမ်ပိုင်းလေးတွေရောင်းတဲ့ပပူလေးတွေပါကြောက်သားလေးတွေလည်းကောင်းတယ်အနာပါမပါဘူးနောက်တော့ကြတော့တစ်ခုလုံးစိမ့်နေဟာလောလောဆယ်မင်းမမရှိပေါ့နော်ဒီဟာလေးတွေကကြတော့ဟိုဟာခြွန်ရှိမယ်ဒီထဲမှာမင်းနည်းနည်းစိမ့်နေဟာပေါ့နော်စိမ့်နေဟာလေးတွေထည့်ပြီးတော့ကြောင်ညာထားတယ်တခြားပုံစံလေးတွေလည်းရှိသေးတယ်ပေါ့နောက်ရက်တွေကြတော့မင်းမင်းကဈေးနည်းနည်းလေးပေါ်တဲ့ဟာလေးတွေကိုမင်းမင်းတစ်ခါ တင်ပေးမယ်ပေါ့နော်ဗီဒီယိုတစ်မျိုးတင်ပေးမယ်ဒါလေးကတော့ဈေးတင်းတင်းရှိတဲ့ဟာလေးတွေပါသိမ်းမိုင်းရောင်းတဲ့ဟာလေးတွေမို့လို့ဒါလေးတွေကိုကြတော့မမေကတတိတန်းတန်းတင်လိုက်တာပေါ့နော်ဟိုဘက်ကတောင်းမိုင်းရောင်းတဲ့ဟာလေးတွေနဲ့တွဲမတင်တာပါဒါလေးတွေကတော့ကြောက်သားလေးတွေညက်တယ်အနာမပါဘူးနောက်ကြောက်စီကြောက်သားလေးတွေကောင်းတယ်ပေါ့နော်ဒီဟာကတော့ပင်းနဲ့ဒီဘက်အစုံစုံလေးကပင်းနဲ့ခြွံနေပေါ့အလဲကောင်ကတော့ခြွံလေးပေါ့ဒီဘက်ကကြတော့သူကစိမ့်ခွင့်ခွင့်လေးပဲပါတယ်ပေါ့နော်အဲဒီဟာလေးနဲ့အတူတူပဲသူကတော့ ။အော်သူကပေးနေကြောက်သားသူကတော့ပို့တင်တယ်။ဒီဘက်ကကျတော့ကစုံပန်းလိုဖြစ်နေရပါတော့။ဒါလေးသုံးခုကကျတော့ဒီပုံစံလေးပေါ့။ အော်သူကတိရွတ်အကုန်လုံးကတိရွတ်ဒီဇိုင်းလေးကြီးပဲတိရွတ်ပဲကြိုက်တဲ့သီးတဲ့တိရွတ်သီးတဲ့ကြိုက်တဲ့သူတွေအတော့ကတော့ပိုအဆင်ပြေတာပေါ့ချစ်သူလေးတွေရဲ့ဒီမှာကကြတော့ကျိုးအနီလေးတွေကကြတော့မမင်ကခေါင်းလေးတွေကနမူနာထည့်ပေးထားပါတော့အဒီမှာတကယ်လို့ချစ်သူလေးတွေကဒီကျိုးလေးနဲ့မကြိုက်ဘူးဆိုရင်လည်းအဲ9 to 5ကွန်လေးတွေနဲ့လည်းတက်လို့ရတယ်လို့ရိုးရိုးပေါ့နော်ရိုးရိုးဖန်စီချိန်ကောင်းလေးနဲ့တက်လို့ရတယ်ဒီပိုးချိုးအနီနေရာမှာ ပိုးချိုးအမဲလေးနဲ့လည်းတက်လို့ရပါတယ်သူကဒါကတော့ သိရွက်ကဒီမှာကြတော့မမေကအထူအပအဆုံးထည့်ပေးထားတယ်ပေါ့နော်အာပုံကြပန်းကြပုံစံကြလေးပေါ့နော်ဘဘူးကိုပုံကြပန်းကြလေးပေါ့အနာလေးကင်းနေအာကြတဲ့နဲ့ထူထူတဲ့ဟာလည်းပါတယ်ပါတဲ့ဟာလည်းပါတယ်သူရွက်ကအဆုံးပါပဲဒါသိရွက်ဒီဇိုင်းကိုအဆုံးပဲအဆုံးပဲလုပ်ထားတဲ့ဒီဇိုင်းလေးပါချစ်သူလေးတို့ကြိုက်တယ်ဆိုလို့ရှိရင်မမေရဲ့ Viber ဖုန်းနံပါတ်0926213669ကို အော်မှာပြီးတော့မှအားပေးလို့ရပါတယ်နော်စီသူလေးတို့စိတ်ဝင်စားတယ်ဆိုရင်ဒါလေးတွေကကြာလက်ဆောင်ပေးမယ်ဆိုလို့ရှင်လည်းအဆင်ပြေတယ်ပေါ့နော်ဒါအခုမမင်ပြထားတာလေးတွေကကြာတော့တရုတ်တရုတ် ပေါ့နော်တရုတ်ကြိုက်ပဲပေါ့တရုတ်ကြိုက်ပေါ့ဟောင်ကောင်တို့ပါတော့အဲ့ဘက်ကတရုတ်တွေကြိုက်တဲ့ဒီဇိုင်းလေးပါမလေးကတရုတ်တွေကြိုက်တဲ့ဒီဇိုင်းတော့မပါအောင်ပေါ့နော်ဒီဟာလေးတွေကဒါတရုတ်ကြိုက်တော့တရုတ်ကြိုက်တချို့မြန်မာတွေလည်းကြိုက်ကြပါတယ်အစိမ့်စိမ့်မှမဟုတ်ဘူးသူကစိမ့်စိမ့်ဆိုလို့ရှိရင်လည်းတိမ့်မိုင်းမရတော့ဘူးပေါ့နော်နည်းနည်းလေးဈေးတက်သွားပါပေါ့နော်ဒီကြောက်သားတဲ့နဲ့အကုန်လုံးစိမ့်နေဆိုလို့ရှိရင်လည်းသူကတိမ့်မိုင်းမရတော့ပါဘူးနော် ဲ့အစိမ့်လေးတွေကတက်တက်မင်မင်တရက်တင်ပေးမယ်နော်အခုလောလောဆယ်တော့တိမ်ပိုင်းဟာလေးတွေနဲ့မမြန်မိတ်ဆက်ပေးတာပေါ့နော်တချို့ဟာလေးတွေကလည်းဟိုဘာလို့ဈေးတင့်တင့် သူ့အလေးနဲ့သူတော့ကောင်းပါတယ်အပြင်မှာကိုယ်တိုင်လာကြည့်ပြီးဝယ်မယ်ဆိုရင်လည်းရပါတယ်မမင်းရှီကဝယ်မယ်အားပေးခြင်းနဲ့ဆိုလို့ရှင်တော့မမင်းကို Viber နဲ့ဆက်သွယ်ပေးပါရှင် Viber ဖုန်းနံပါတ်0926213669ကိုဆက်သွယ်ပြီးတော့မှမေးလို့လည်းရတယ်ဖုန်းဆက်ပြီးလည်းမေးလို့ရတယ်လို့ Viber နေပြီးတော့လည်းမေးလို့ရတယ်ဒါကတော့မမင်းကနမူနာပြထားတာဆိုတော့ အများကြီးမပြလိုက်တော့ဘူးပေါ့နော်ဗီဒီယိုလည်းရှည်သွားမှဆိုလို့မြန်ဗီဒီယိုတားကြီးရှည်မကြိုက်ဘူးမင်းကိုယ်တိုင်လည်းနားထောင်ရတာမကြိုက်တဲ့အတွက်မြန်5မိနစ်ထန်ကုန်7မိနစ်ပဲ7မိနစ်ကျော်လို့ရှိရင်ကိုယ်လည်းမကြည့်ချင်တော့ပြင်းလာအဲ့5မိနစ်ပေါ့နော်5မိနစ်ဗီဒီယိုလေးဖြစ်တော့မြန်အမြန်ပြရတာပါနော်ဒါလေးရကြလို့ရှိရင်တော့အစိမ့်ပုံများတယ်ပေါ့နော်အစိမ့်ပုံချင်းတယ်လှတယ်သူ့ရဲ့ကြောက်သားတန်းလေးတွေကသူ့ဟာလေးနဲ့သူတော့မစိုးဘူးပေါ့နော်အရင်စိုးတဲ့ကြောက်သားမပါဘူး ဒါသိမ့်မိုင်းဆိုတော့လည်းလောက်တော့ရှိရဒီဟာကတော့နည်းနည်းပါတယ်အခုပြတဲ့၃ခုတည်းကနည်းနည်းပါတယ်ဒါပေမဲ့ခြွန်ဆိုပေမဲ့ဒီကောင်ကခြွန်ပါတယ်အော်ကြောက်သားတော့ကောင်းတယ်နည်းနည်းပါတယ်ပေါ့ ပါတယ်ဆိုတာဟိုတချို့အထူကြီးမကြိုက်တဲ့သူတွေတော့ပေါ့နော်အဲ့လိုလေးပါအကုန်လုံးကတော့ဒီဇိုင်းကအခုမမင်ပြတာအကုန်လုံးကတော့သိရဒီဇိုင်းလေးတွေပါပဲကဲချစ်သူလေးတို့ဖြစ်ဖြစ်ချင်းကြည်ပါမမင်အတန်လေးကတကယ်လို့ချစ်သူလေးတွေရဲ့စိတ်အာရုံမှာအနှောက်အယှက်ဖြစ်သွားတယ်ဆိုလို့ရှိရင်လည်းမမင်ကတောက်မှတ်ပါတယ်လို့နော်တစုံတစ်ခုစကားပြောရတဲ့မှာလည်းပညာပိုင်းဆိုင်ရာနဲ့ကြောက်နဲ့ပတ်သက်လို့ကြောက်ပိုင်းနဲ့အာနဲ့ပတ်သက်လို့အမှားရရှိရဆိုရင်လည်းမမင်ခွင့်လွှတ်ပေးပါမမင်ရဲ့ပညာနုနေတဲ့အကြောင်းဖြစ်ပါလိမ့်မယ်နော်ကဲချစ်သူလေးတို့တွေလည်းစိတ်ဝင်စားလို့လိုအပ်တယ်ဆိုလို့ ို့ရှင်မမင်းရဲ့ပိုက်ပါနေပြီးတော့ဆက်သွယ်ပြီးတော့မမင်းကိုအားပေးလို့ရပါတယ်ရှင်။ကဲအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျေးဇူးကျေးဇူးကျေးဇူးအများကြီးတင်ပါတယ်ရှင်။တတ်တာ